တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ15ရက်ကနေ21ရက်နေ့တော်တွင်မှာရံများတယ်အဖြစ်စီနောက်စစ်တီများတယ်ရံတိုက်ခံနေကြတဲ့ဖြတ်သန့်ပြီးတော့ကိုလိုရဆန္ဒရှိသူတို့ကိုဆောင်ရွက်ရတဲ့နေသားရှိမယ်တပားသူကြောင့်မိမိရွယ်ချက်တွေပြတ်တတ်တယ်မူလစီစဉ်ထားတဲ့စီစဉ်နေလက်တွေ့ဆောင်ရွက်တဲ့ခါမှကျတော့အဆင်မပြေသလိုဖြစ်မယ် အတော်တန်ကိုစိတ်ပင်ပန်းသူပင်ပန်းဖြစ်တဲ့နေသားနဲ့ပြတ်သန်းရတဲ့နေရက်တွေကိုကြုံတွေ့ရပါမယ်။ဘီဒီမေးချင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကို အသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုတိုင်ကိုကြလူတွေ့လာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းပြပြပါတယ်။ 15ရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်အဲ့ဒီပြိုင်တွေကငကဘုံရက်နဲ့တိုက်ဆိုင်တဲ့အတွက်မတော်တဆထိခိုက်မှန်တွေကျူးဆက်ရမယ်အကာရမရှိတဲ့အမြင့်ဆုံးတက်ချင်းတွေမပြုတ်ရဘူးအသွာလန်နေထိုင်ခက်ရံပတိဘက်ကမဖြစ်အောင်နေထိုင်ရမယ်အထူးသဖြင့်အင်းဒီတနေ့တာအတွင်းအနောက်ရက်ကိုတည်သွားစဉ်အနေရှိတတ်တယ်နေတနိုင်ခွဲနဲ့ညနေ3နာရီအတွင်းသွာလန်နေထိုင်ကျူးဆက်ရမှာပေါ့ 16ရင်းနေမှာတော့ရာရာကောင်းသောကံနဲ့ကျိုးပြီးတဲ့ကံတွေပေါ်လာတဲ့ပိတ်နေတဲ့လမ်းကြောင်းတွေပြန်ပွင့်နေခရီးကိစ္စအဆင်ပြေမှုရှိမယ်16ရင်းနေမှာမွေကြီးကံကောင်းမယ်ပฏิပက္ခတွေကြားရတဲ့တိုးတက်မယ်ခရီးကိစ္စလုပ်ငန်းကိစ္စတွေအဆင်ပြေမယ်16ရင်းနေမှာငွေကြီးကံထူးကောင်းတဲ့လက်ပွင့်မယ်လူရပြည့်စုံမယ်ဘဝတိုးတက်မယ်19ရင်းနေမှာရှင်ပြန်မှုမှသမျှအောင်မြင်ပြီးတော့တခုတည်းမကတဲ့တို့တွေကိုလောကအဆင်ပြေပြီးတိုးတက်မယ် 20ရက်နေ့မှာရန်နောက်ဆက်တင်နဲ့နေငယ်တွေ့တတ်တယ်။စိတ်ပင်ပန်းသူပင်ပန်းဖြစ်တတ်တယ်။ပြီးမှလူရှိရပြည်စုံမယ်။21ရက်နေ့မှာငကဘော်ရက်ဖြစ်တယ်မတော်တဆထိခိုက်မှုအနေကိုထူးပြပြီးကူဆက်ရမယ်။အဲ့ဒီတနေ့တာကာလအတွင်းမှာအသွားလာနေထိုင်ကို အထူးပြုကူဆက်ရမယ်နေထားရှိတယ်။အဲ့ဒီတနေ့တာအတွင်းတောင်ရက်ကိုတည်သွားစရာနေရှိတတ်တယ်။နေ့စနေနိုင်တဲ့တန်တိုင်းခွဲအတွင်းမှာသွားလာနေထိုင် အထူးပြုပြီးဂရုစိုက်ရမယ်အနေထားရှိကြောင်းတင်ပြလိုပါတယ်ဒီကာလအတော်တွင်းမှာကြာသပတိနေ့တောကြံနေ့စနေနေ့မွေးသူတွေကိုကောင်းကျိုးပေးတယ်အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်ဇန်နေ့မွေးသူတွေကတော့ပုံမှန်ပါပဲအနည်းအောင်ချက်သွေးအောင်ပန်းအောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင်ထူးထူးခြားခြားအစဉ်ပြေတဲ့ကံကြမ္မာရှိတယ်ဒီကာလအတော်တွင်းမှာ အနီအောင်ချက်သွေးရောင်ပန်းရောင်တို့ကိုသုံးတဲ့အပြင်အနီအောင်ပန်းတို့ကိုဖျားကတ်လူပြီးလိုရာဆူတောင်းရင်ဆူတောင်းပြည့်ခြင်းကိုကြုံတွေ့ရပါမယ်ကျေးဇူးတင်ပါတယ်